ခြားသူရဲ့ post အောက်မှာပဲဖြစ်ဖြစ်ကိုကနေပြီးတော့မှ comment လေးတချောင်းသွားရေးမိလို့ကိုရဲ့ page ကိုရဲ့ account တွေဝါတာတွေညီတာတွေမဖြစ်သွားစေဖို့အတွက်ကျွန်တော်ခုဒီအချက်လေးကိုပြောပြပေးမယ်ဒီနေ့တတိုင်းဆက်ဆိုင်ပေါ်တော့ညီလေးတယောက်ကနေပြီးတော့မှကျွန်တော် message ကို post လာတယ်သူ comment တော့ရေးတာပေါ့နော်ဘလို့စာသားမျိုးလဲဆိုတော့တကယ်တမ်းတော့သူထိခိုက်စေတဲ့စာသားမျိုးလဲတော့မဟုတ်ဘူးဒါပေမဲ့ Facebook ကနေတော့မှသူ policy နဲ့မကိုက်ညီဘူးဆိုပြီးတော့ အဲ့ဒီ comment ကိုဖြတ်ချတယ်ပြီးတော့သူကို restrict လုပ်လိုက်တယ်တလားလောက်တော့ကြာမယ်ပေါ့နော် page หนีသွားတယ်ထင်တယ်ပုံမှန်လူတွေအတွက် page หนีတာတွေဝါတာတွေကပြဿနာမဟုတ်ပါဘဲစီးပွားရေးတမားတွေပဲဖြစ်ဖြစ်ခုကျွန်တော်တို့လိုမျိုး monetization အတွက်လုပ်တဲ့ page တွေပဲဖြစ်ဖြစ်ဒီလိုမျိုးဝါတာတွေหนีတာတွေဖြစ်လာတဲ့ချိန်မှာ recommend ပျောက်သွားတဲ့ဖြစ်တတ်တယ်ပေါ့နော် recommend မရတော့ဘူးဆိုလို့ရှိရင် page ကို reach ချတာတွေဖြစ်တတ်တယ်ဒီလိုမျိုးတွေပေါ့နော်လူရောပေါက်ပို့နေလာတယ်ပေါ့နော်အဲ့တော့သူရေးတာလည်း ထူးထွေတခြားစာသားကြီးမဟုတ်ပါဘူးဒီအောက်ဆုံးကဒီဘက်ကြောင်တစ်ကြောင်ပေါ့နော်ဒီတစ်ကြောင်သူရေးလိုက်တယ်ဒါပေမဲ့ Facebook ကသူလက်မခံပါဘူးလက်မခံပဲ comment ကိုဖျက်ချတယ်ကျွန်တော်ဘာလို့ဒီလိုမျိုးစာတွေမှာကျွန်တော်တင်တဲ့ post တွေမှာဒီလိုမျိုးပုံမှားတွေချတယ်ဒီလိုမျိုး space တွေချတယ်ဆိုတာကိုနားလိုက်မယ်လို့ထင်တယ်ဒီအကြောင်းအရာတွေကြောင့်ပါ Facebook ကနေတော့မှခုလိုမျိုးကြမ်းတမ်းတဲ့စကလုံးမျိုးတွေသူခွင့်မပြုတဲ့စကလုံးမျိုးတွေပေါ့နော်ဒါတွေကိုတအူးနဲ့တအူးမုံတီး ပြန့်ပွားမယ်စကလုံးမျိုးတွေကိုသူလက်မခံဘူးပေါ့နော်။ဒါကြောင့်မို့ကျွန်တော်ကမြန်မာစာအောင်နည်းနည်းတော့ဖြက်စီးရတော့ရောက်တာပေါ့နော်။ကိုရေးတဲ့ရေးသားကအခုလိုမျိုးပုံမှားချတာတွေ၊ space ချတာတွေဒါမျိုးတွေဖြစ်တတ်တာပေါ့နော်။ဒါကြောင့်မလို့ကိုယ့်ရဲ့ page တွေကိုယ့်ရဲ့ account တွေဝါရဏီတာတွေမဖြစ်စေဖို့အတွက်ကျွန်တော်ခုတာတတိယအောင်လေးဒါလေးကိုလာပြောပြခြင်းဖြစ်ပါတယ်။အားလုံးလည်းဒါလေးကိုတတိယပါဒီလောက်ပါပဲ။